ဘုံကိုကျင်းမှမတိတာအောင်အပေါ်ကနေမြေသားနဲ့ထုံးထပေးရပါမယ်။ရေမဝင်အောင်မြေပြိုမကျအောင်ဝင်းပေါက်ပေးမှာသဲအိတ်တွေသစ်လုံးတွေကာထားဖို့မမေ့ပါနဲ့။ပြီးတော့ကျင်းပပတ်လည်းမှာရင်းနှုတ်မြောင်းတွေပြူထားမှပဲအမိုးကကြတဲ့ချိန်ကျင်းထဲကိုမဝင်နိုင်မှဖြစ်ပါရဲ့။အရေးပေါ်အခြေအနေမှာဘလို့ဝင်ပုံးကြမလဲ။ဘုံကိုကျင်းထဲကိုအမြန်ဆုံးရောက်အောင်တွတ်တက်ဖို့ကျူတင်လေ့ကျင့်ထားရပါမယ်။လေချောင်းနဲ့လက်နက်ကြီးအန်ဒီရဲ့သတင်းပေးပို့ချက်တွေကို အမြဲစောင့်ကြည့်နားထောင်နေဖို့လိုပါတယ်။အရေးပေါ်အခြေအနေမှာတုံးဖို့ပစ္စည်းတွေထည့်ထားတဲ့အသက်ကယ်အိတ်တစ်ခုနဲ့ တခြားနေဖို့လိုအပ်တဲ့အရာတွေလည်းအမြဲအသင့်ရှိပါစေ။လက်နက်ကြီးပစ်ခတ်တာ၊လေကြောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံကိုကျင်းတဲ့ကနေအပြင်ထွက်ကြည့်တာမျိုးလုံးဝမလုပ်ရပါဘူး။မိသားစုဝင် အချင်းချင်းအပြန်အလှန်စိတ်ခွန်အားပေးပါ။အလုံးလုံးကြုံစိတ်ချရတဲ့အချိန်ရောက်မှပဲဘုံခုကျင်းတဲ့ကနေထွက်ရမယ်နော် မိသားစုရာရှင်သန်ဖို့အိမ်နဲ့မကွာပုန်းကိုဆို့ ါရှင်ကျွန်မကတော့ချချူဆမ်းမ DPP ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်းနိုင်တဲ့တွင်ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကပတ်တဲ့တွင်နဲ့အတူအားကစားတဲ့တွင်ကိုလည်းရှုစားကြရမှာပါရှင်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့ရှိတရုတ်ကောင်စစ်ဝင်ရုံးရှိမှာ Free Burma Action Committee Northern California ကဦးဆောင်ပြီးဆန္ဒပြပွဲမေလ18ရက်ကပြုလုပ်ခဲ့ပါတယ် China's policy Thomas Mystery မြမအချုပ်ချာအာနာကို ထိပါသောတရုတ်ကွန်မြူနစ်အစိုးရအားနေမျိုးစုံနဲ့မောင်းထုတ်ကြခေါင်းစဉ်နဲ့156ကြိမ်မြောက်စစ်ဆက်မပြတ် San Francisco လူထုတပိတ်တိုက်ပွဲကိုပြုလုပ်ခဲ့တာပါဆန္ဒထုတ်ဖော်ပွဲမှာစကိုင်းတိုင်းတပင်းမျိုးနဲ့ဥတည်တွင်ကြေးရရှိစာတင်ကြောင်းအားစစ်ကောင်စီကရက်ဆက်ကြံကြုတ်စွာဗုံးကျဲတိုက်ခိုက်မှုကြောင့်ကျွေလွင့်သွားသောចောင်းသားခလင်းငယ်တွေနဲ့ဆ iam မတွေအတွက် ဝနဲ့ချေထိမ့်မှတ်နဲ့စစ်ကောင်စီရဲ့အရက်ပြည်သူတွေစာသင်ကျောင်းတွေအားအကြောင်းမဲ့ဘုံကျဲတက်ခိုက်တဲ့အပေါ်နိုင်ငံတကာမှအရေးယူဆောင်ရွက်ပေးဖို့မြို့ဦးတော်လှန်ရေးအင်အားစုတွေကတိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်ရှင်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာငလင်ကြောက်ဆောက်ပြိုကျမှုအတွင်းသိဆုံးခဲ့ရတဲ့မြန်မာလုပ်သားတွေအတွက်ကုမ္ပဏီဘက်ကတဦးကိုနှစ်နာချေဘတ်7သိန်းစီပေးအပ်ခဲ့ပြီးကြက်ရှိတဲ့နှစ်နာချေတွေကို ထိုင်းအစိုးရဘက်ကထုတ်ပေးသွားမယ်လို့သိရပါတယ်။ဆဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောက်ဘန်ကောက်မြို့ချက်တူချက်ပန်းချံအနီးကဆောက်လက်ဆအထက်30မြင်းအဆောက်အုံပြိုကျခဲ့ပြီး အဲ့ဒီပြောချမှုအတွင်းပျောက်ဆုံးသိဆုံးခဲ့သူတွေရဲ့မြန်မာလူသမားတွေအယောက်30ကျော်ပါဝင်ခဲ့ပါဗျာ။အဆောင်ပြောချမှုအတွင်းသိဆုံးသွားတဲ့မြန်မာလူသမားတွေအတွက်ကုမ္ပဏီဘက်ကတူဦးကိုနိနာဂျီဘတ်ဆက်သိန်းစီပေးရခဲ့ပြီးမြန်မာလူသားစုစုပေါင်း9ယောက်စာအတွက်နိနာဂျီတွေထုတ်ပေးထားပြီလို့ WAG မြန်မာလူသမားကွန်ရီဆောက်ရှောက်ရဲ့အဖွဲ့ကပြောပါဗျာ။နောက်ဆုံးချင်းနေရတော့9လပိုင်း16ရက်နေ့ကပေးတဲ့ရောကြီးကဒါပေါ်ရီဇက်ကပြီးတော့ဗောနော်ဒါကျွန်တော်တို့ မြန်မာတဦးနေမော်နော်ဘတ်ဆယ်သိန်းဗောလိဇက်ကပြလက်ငင်းမော်နော်ပေးတာရှိတယ်အဲကျွန်တော်ထပ်ပြီးတော့ထိုင်းအစိုးရကနော်ပကံစခွန်ကပြီးတော့ဆက်လက်ပြီးတော့ထုတ်ကားမှာက18သိန်းနီးပါးရှိမယ်ပေါ့နော်ဒီနောက်ပြီးတရားမြတ်တရေးရုံးသွားပြီးတော့အဲထပ်ပြီးတော့ဒီသူတို့ကစာနာထောက်ထားမှုနဲ့ပတ်နှစ်သိန်းပေါ့ထပ်ပြီးတော့ပေးမှာအနေထားရှိပါတယ်အခုလောလောဆယ်တော့တယောက်ကိုတော့အလုံးစုံစုံပေါင်းပေါင်းဆိုတော့18သိန်းလောက်တော့ရထားတာရှိလောက်ပါတယ်အော်မခုနှစ်ဦးထုတ်ထားပြီပေါ့နေ့နာကြည့်ရ ကန်စကွန်ထုတ်မယ်ဆိုရင်တော့ဒီမိသားစုအရင်မှထုတ်လို့ရမယ်အခုဒီမှာထုတ်နေတဲ့ဟာတွေရဲ့ဗတ်စဲသိန်းကဒါဥလေးတွေဖြစ်တယ်အတော်တွေဖြစ်တယ်သားသမီးတွေဖြစ်တယ်အဲအဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒီအမခံပြီးတော့ထုတ်ပေးနေတာပေါ့နော်အစအောင်ပြောချမှုတွင်လူ89ယောက်ထပ်မံနေတည်ဆုံးခဲ့ပြီး9ယောက်ထံရရကခြံရှိရုပ်အလောင်း10ယောက်ကတော့အပြက်စီးပုံတွေအမှရှိနေနိုင်ကြောင်းထိုင်းမီဒီယာတွေမှာဖော်ပြပါဗျာတည်ဆုံးသူတွေထဲမှာ ထိုင်းမြန်မာလာအိုနဲ့ကမ်ဘောဒီးယားလူသမားတွေပါဝင်တယ်လို့သိရပါဗျ။အလူသမားတွေရဲ့လောက်တက်လိုက်တွက်ချက်ပြီးတယောက်ကိုဗတ်၁၀သိန်းကနေသိန်း၃၀အထိရရှိနိုင်မယ်လို့ထိုင်းလူသမားဝန်ကြီးဌာနကပြောထားပါဗျ။အဲ့ဒီရောကြီးတွေကိုအထောက်ထားမဲ့မြန်မာလူသားတွေပါရရှိမှာဖြစ်ပါဗျ။ အော်အခုကပကံရဖို့ထပ်ပြီးတော့စောင့်နေပါလေကြာပကံစကွန်ကထပ်ပြီးတော့သူတို့ထပ်ပြီးပေးရရအောင်မဆိုလို့ဟုတ်ကဲ့ကျွန်တော်တို့ထပ်ပြီးတော့လောက်ဆောင်နေပါလေစားစားတန်းတွေပေါ်လိုက်နေသူတို့လုတ်ပေးနေတယ်ပေါ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ကိုဦးလေးပဲပေါ်တော့ကိုမျိုးသမီးဦးလေးဆိုပေမဲ့ကိုဦးလေးပဲပေါ်ပေးစိတ်တော့မကောင်းဘူးပေါ်ကိုစိတ်မကောင်းဝင်မယ်ဖြစ်လာတဲ့ကံတရားကြောင့်လေဒီလိုပဲဖြေရတာပေါ်တော့လူဆိုတော့ဒီနေ့ဒီမျိုးကြီးပဲပေါ်အဲဒီမဲ့ဘောဆရာဆရာဒီမျိုးကြီးဖြစ်စိုးမြင့်နေတယ်မဆက်လက်ပြီးမကြုံပါသေးနဲ့ပဲဆူတောင်းပြီးပြီပေါ်တော့မရလို့ကျွန်တော်ဘာမှမတက်နိုင်ဘူးပေါ်ကိုရဟုတ်ကဲ့ တုချက်ပန်းချန်ဤထိုင်းငွေစင်းစိတ်ယုံအဆောင်ကိုနိုင်ငံတော်ဗဏ္ဍာငွေပတ်တန်းပေါင်း2560အကုန်ချခံပြီးထိုင်းအီတလီယံဆောက်လုပ်ရေးကုမ္ပဏီနဲ့ China Railway Tank Company တို့ကတာဝန်ယူတည်ဆောက်နေတာဖြစ်ပါတယ်။အဆောင်ပြောကြားမှုအတွက်ထိုင်းအီတလီယံဆောက်လုပ်ရေးကုမ္ပဏီ CEO အပါအဝင် China Railway Tank Company ခေါင်းဆောင်ပိုင်းတွေဟာဖောင်ရန်ထုတ်ကန်ထားပြီးအမှုစစ်ဆေးတာရင်ဆိုင်နေရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကျွန်တော်ဇွဲသစ်ပါ။ ပြည်ပလောက်ကန်အေဂျင်စီ28ခုကိုအခွန်စီချက်ခံမှုနဲ့အခွန်ပေးဆောင်မှုပြက်ကွက်ရင်အမည်ပြက် blacklist စီရင်သွင်းသွားမယ်လို့စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနကကြေညာထားပါတယ်အဲ့ဒီအေဂျင်စီတွေအနေနဲ့2023 2024ဘဏ္ဍာရေးနှစ်မှာပြည်ပကိုလှုပ်သားစစ်လွှတ်တာရှိခဲ့ပေမဲ့အခွန်မဆောင်သေးတာကြောင့်မေလ31ရက်နောက်ဆုံးထားကသက်ဆိုင်ရာမျိုးနဲ့အခွင့်အရေးတွေစီအခွန်စစ်ချက်မှုခံယူပြီးအချိန်မီတင်ပြဖို့ကြေညာချက်မှာဖော်ပြထားပါတယ်။ တိခတ်တဲ့ဘဏ္ဍာနှင့်အတွင်ပြပအလုပ်ကိုင်အေဂျင်စီ485ခုမှအလုပ်သမားတသိန်း3500တဦးကိုဆေလွတ်ထားခဲ့ကဆေလွတ်ထားခဲ့တဲ့အလုပ်သမားတွေအတွက် ကုန်သွယ်လုပ်ငန်းခွင်ပေးဆောင်မှုစစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနကမေလဆန်မိုင်းမှာကနဦးသတိပေးထားပါတယ်အဲ့ဒီအလုပ်သမားဆေလွတ်ထားတဲ့ agency တွေအနေနဲ့ agency 28ခုကခုမဆောင်ရသေးသလိုသတင်းပေးပို့တာမရှိသေးလို့ထုတ်ပြန်ကြေညာတာဆိုပြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနသတင်းရင်းမြစ်ကဆိုပါတယ်ရှင်။ ARD တိုင်းကထွက်ရှိတဲ့စိုက်ပျိုးရေးထွက်ကုန်စိတ်တလုံးတက်သည်တွေကိုပြပဈေးကွက်အတွင်တင်ပို့ရောင်းချနိုင်တာမရှိတဲ့အတွက်ဈေးကောင်းမရဖြစ်နေတယ်လို့တရက်ချံလုပ်ငန်းရှင်တွေနဲ့ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေစီကသိရပါတယ်။အရင်က ARD တိုင်းထွက်စိတ်တလုံးတက်သည်တွေကိုပြပဈေးကွက်ဖြစ်တဲ့စင်ကာပူတရုတ်နဲ့ထိုင်းနိုင်ငံတွေကိုတင်ပို့ရောင်းချခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တရုတ်ဈေးကွက်တစ်ခုတည်းကိုအကန့်အသတ်နဲ့သာလိုသလောက်တင်ပို့နေရတယ်လို့ဆိုပါတယ်။ စိတ်တလုံးတည့်တည့်ကိုတရုတ်ဈေးကွက်တစ်ခုတည်းကိုပဲအားကိုးနေရတဲ့အတွက်ဈေးကောင်းမရဘူးလို့ဘန်တတော်မြို့နယ်ကစိတ်တလုံးတည့်ရချံလုပ်ငန်းရှင်တယောက်ကပြောပါရယ်။အရင်ကပြည်တွင်းဈေးကွက်မှာစိတ်တလုံးတည့်ရသည်16ကီလိုတစ်ချင်းကိုငွေကျပ်6500ငါးနဲ့9500အထိဈေးရှိနေပြီးလက်ရှိမှာတော့စိတ်တလုံးတည့်ရ16ကီလိုတစ်ချင်းကိုငွေကျပ်4500အထိသာဈေးရှိတော့တယ်လို့ဆိုပါရယ်။ ARD တိုင်းမှာစိတ်တလုံးသေးရစိုက်ပျိုးထလုပ်တဲ့လုပ်ငန်းကိုဝါခဲမဖျားပုံပတ်တနော်ဒနုဖြူမြောင်တုံးမောလမြိုင်ကျွန်းနဲ့ဇလုံမြို့နယ်တွေမှာအဓိကလုပ်ကိုင်ကြတယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်ဖဲကုန်းအရှိချမ်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအသေးကကွန်မန်ဒိုတွေတုံးပြီးစစ်ကြောင်းထိုးနေတယ်လို့လက်ရှိရှေ့ရမ်းမှာကာတိုက်နေတဲ့ ALPDF အဖွဲ့က DPP ကိုအတည်ပြုပါရတယ်။ မေလ23ရက်နေ့ကညောင်ရှေမြို့နယ်ရေဘူးကျေးရွာဘက်ကိုခြေတက်လာတဲ့စစ်ကောက်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူပေါင်းစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ပြားစစ်ကြောင်း ALPDF တထောက်ကိုတက်ရင်ဖဲကုံ PDF တထောက်6တက်ရင်နဲ့အလဲပိုင်းတိုင်းအထူးစစ်စေးတပ်ဖွဲ့တွေကတက်ခတ်ခဲ့ရမှာစစ်ကောက်စီတပ်က16ယောက်ထပ်မင်းသေဆုံးခဲ့ပြီးအရှင်3ယောက်ဖမ်းမိထားတယ်လို့ပြားစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကတပ်သားတွေကအသေးကန်ကွန်မန်ဒိုတပ်သားတွေကွာလို့အော်ပြီးစစ်ကြောင်းထိုးလာတာလို့အလေး PDF ပြောရေးဆိုခွင့်ရှိသူကအတည်ပြုပြောကြားပါတယ်။လက်ရှိမိုးပြဲနဲ့ဖဲခုံအရှိတ်ချမ်းတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကရောမြေပြင်ကပါအင်အားသုံးပြီးစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်ရှင်။ ကယန်းပြည်သက်ပါတီကဖန်ဆီးထားတဲ့ပရာဒေါဆွေမျိုးစုခေါဆောင်တွေကိုအမြန်ဆုံးပြတ်လွတ်ပေးဖို့အရက်ဘက်ဖွဲ့စည်းတွေနဲ့ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်ခွန်ဆုံးပေးဖို့ထားပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယန်းပြည်နယ်မှာအခြေပြုလှုပ်ရှားနေတဲ့ကယန်းပြည်သက်ပါတီကမေလ16ရက်နေ့မှာဖေခုံမြို့နယ်တိကျိတ်ကြီးရကနေဖန်ဆီးခေါ်ဆောင်သွားတဲ့ပရာဒေါဆွေမျိုးစုရဲ့နိုင်ကဥက္ကရာနဲ့လူငယ်အတွင်းရေးမှုတို့ကို ပြန်လွတ်ပေးဖို့အရက်ဘက်ဖွဲ့စည်းရေးနဲ့ဒေတာကန်တွေကတောင်းဆိုနေကြတာပါတိုင်းတန်းချင်းချင်းနဲ့ဖြစ်တယ်နော်တဘာကောင်ကြီးနေထိခိုက်လို့လူငယ်တွေဒါဆန္ဒပြတယ်ပေါ့ဒီဆန္ဒပြတဲ့အပေါ်မှာတော့လက်နက်ပြပြီးဖမ်းဆီးတာတွေလုပ်တယ်အဲဒီပုံမှာညှိနှိုင်းဆင်းနေတဲ့အဆင့်လောက်နောက်တစ်ခါအမြန်ဆုံးပေါ့ပြန်ပြန်လွတ်ပေးနေတယ်ပေါ့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျရွာနားမှာရှိတဲ့ မြင်းမထီတောင်မှာကရမ်းပြစ်တဲ့ပါတီဥက္ကရာပိုင်ဆိုင်တဲ့လေးဝင်းကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်ထုတူဖို့ကိုလုပ်နေတာပါအဲ့ဒီတက်ထုတူဖို့ရေးကုမ္ပဏီဟာဒေသခံပြည်သူတွေရဲ့တောင်းဆိုချက်တွေကိုပွင့်လင်းမြင်တာအောင်ချပြနိုင်တာမရှိတဲ့အပြင်စစ်ဆက်ညှိနှိုင်းစင်မှာလည်းတဘောတူဆုံးဖြတ်ချက်ချမှတ်နိုင်တာမရှိလို့ဌာနေတိုင်းရင်းသားတွေကကန့်ကွက်နေကြတာပါ အဲ့လိုကန့်ကွက်နေတဲ့တဲကပလာတောင်းဆွေမျိုးစုခေါင်းဆောင်တွေကိုကယန်းပြစ်တဲ့ပါတီရဲ့လက်နက်ကင်လူတစုကဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အဲ့လိုဖမ်းဆီးခေါ်ဆောင်သွားတဲ့လောက်ရက်ဟာမဖြစ်တဲ့ကိစ္စဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဒီဖြစ်ရကတော့ဒီလူထုဒေသခံကြီးရဲ့အခွင့်အရေးကိုချိုးဖောက်တယ်ပေါ့နော်ပြီးတော့လူထုကိုမလေးစားရရောက်တယ်ပေါ့နော်ဆရာသူကြီးတော့မလွတ်လာတေးဦးဆရာဖေကုံမြို့နယ်မြင်းမထီတောင်မှာတက်ထုတူးဖော်တာကို ကန့်ကွက်နေတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်တွေကိုဖမ်းဆီးတာနဲ့ပတ်သက်ပြီးလေးပွင့်ကျဲကုမ္ပဏီပိုင်ရှင်ကယန်းပြည်ထပါတီဥက္ကရာကိုဆက်တွယ်မေးမြန်းဖို့စူးစမ်းပေမဲ့ဆက်တွယ်လို့မရသေးပါဘူးကျွန်တော်ခွန်စော်ဦးပါစကိုင်းတိုင်းပလဲမြို့နယ်အနွယ်အေးရွာကိုစစ်ကောင်စီတပ်ကမေလ16ရက်နေ့လယ်တနိုင်လောက်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ခလင်းငယ်တွေအပါအဝင်ဒေသခံတွေထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီလက်တပ်ကဂျက်ဖိုက်တာနဲ့ နွေအင်းကျေးကအရှိပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်း၃၀၀ကိုဘုံတလုံးကျဲချသွားခဲ့တာလို့ဒေသခံကပြောပါတယ်။ဘုံကျဲချလို့၃ယောက်ပွေချင်းပြီးသေဆုံးကဆေးရုံရောက်မှတယောက်ထမှန်သေဆုံးခဲ့တယ်လို့ဒေသခံရွာသားတယောက်ကပြောပါတယ်။နွေအင်းရွာဟာပလဲမျိုးရဲ့အနောက်ဘက်၃၃မိုင်အကွာမှာရှိပြီးပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့စုမိုးနယ်မြေတစ်ခုဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲအရက်သားတွေနေတဲ့ရွာတွေကိုကျဲသွားတဲ့အတွက် လူသေဆုံးထိခိုက်တာအပြင်လူနေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသခံပြည်သူကကွေရဲတပ်ရဲဘော်တယောက်ကပြောပါတယ်ရှင်။ပောက်ဟန်မင်းသစ်လီယိုဆက်လေကိုတရားဝင်ဟန်မင်းဖြစ်မေလ၁၈ရက်နေ့ကစိတ်ပိတရင်ပြမှာခန်းနာနဲ့တင်မြှောက်ခဲ့ကြပါတယ်။ယဟန်မင်းရဲ့ဆောင်းရောင်တွေဖြစ်တဲ့တငါတဲ့လက်ဆက်နဲ့ပါလီယန်လို့ခေါ်တဲ့တိုးချီဆလွဲကိုလည်းစီရင်ပေးခဲ့ပါတယ်။ တင်မြောက်ပွဲမစတင်မီမှာလီယိုဟာပောက်မိုဘီလို့ခေါ်တဲ့ယဟမင်းစီရော့ရင်နဲ့ပြည်သက်ကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အခမ်းအနားကိုအမေရိကန်ဒုတိယသမ္မတ JD Vance ၊ယူကရိန်းသမ္မတဘလိုဒီမာစလန်စကီအပါအဝင်ကမ္ဘာခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့ပါတယ်။ယဟမင်းဖြစ်ရွေးကောက်ခရပြီးတဲ့နောက်ပထမဆုံးမစ္စာတရားပွဲကိုမေလ10ရက်နေ့မှာကျင်းပခဲ့ပေမဲ့တင်မြောက်ပွဲကိုတော့အခုတစ်ပတ်မှာမှကျင်းပတာဖြစ်ပါတယ်။ 169ဆက်မြောက်ပုံဟံမင်းဖြစ်လာတဲ့လီယို14ဟာကျောင်းတော်တွင်ညီညွတ်ရေးကိုဦးစားပေးပြောကြားခဲ့ပြီးဘာသာရေးဝါဒဖြန့်နာအာဏာကစားပွဲတွေအတွက်နေရာမရှိစေရဘူးလို့သတိပေးခဲ့ပါတယ်။ဒါ့အပြင်ကမ္ဘာတစ်လွှာကစစ်ပွဲတွေနဲ့ပတ်သက်ပြီးလဲဆွတောင်းပေးခဲ့ပါတယ်ရှင်။ လီဗာကူဆင် အသေးနောက်ခံလူဖရင်ပေါင်ဟာလီဗာပူးနဲ့၅နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါဗျ။အသက်23နှစ်ရှိဟော်လန်ညာနောက်ခံလူဟာလက်ရွေစင်အသင်းပေါ်၃ဦးဖြစ်တဲ့ဗန်ဒိုက်ဂရာဘန်ဘက်ဂပိုရိုနဲ့အတူတနင်္ဂနွေသားနေ့ပြဖြစ်တဲ့ဆလော့ရှိတဲ့လီဗာပူးအသင်းစီပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာပါရီယယ်မက်ဒရစ်စီပြောင်းရွှေ့မဲ့ညာနောက်ခံလူအာနိုရဲ့နေရာမှာအစားဝင်မှာဖြစ်ပြီးရက်ပါအတွင်းမှာစစ်စစ်မှုခံယူပြီးအပိသက်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါဗျ လီဗာပူးအသင်းဟာဖရန်ပေါအတွက်စာချုပ်ပါရော်ဂျေးဖြစ်တဲ့ပေါင်၂9.5သန်းပေးချေပြီးခေါ်ယူခဲ့တာပါ။ညာနောက်ခံလူဖရန်ပေါဟာပြီးခဲ့တဲ့ရာသီကလီဗာကူစင်သင်းကိုဘွန်ဒက်စ်လီဂါရှုံးပွဲမရှိချန်ပီယံဖြစ်အောင်အဓိကနေရာကနေဆွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချီချိုဆမ်မဂျေဆုတင်ပါတယ်ရှင်

တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့။ဥပပဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတခုတက်ပို့ပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကဘုံခုရာနေရာတခုပေါ့။ ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့နဲ့အတူလုံခြုံ စိတ်ချရတဲ့ဘုံခုခြင်းတစ်ခုတည်ဆောက်ကြရအောင်။မိသားစုတစုပုံခုနိုင်မဲ့ဘုံခုခြင်းတစ်ခုအတွက် 4ပေ5ပေနဲ့နဲ့10ပေ6ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်6လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်လေးလက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမှိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပေးပါ။ပေါ်ကနေပလတ်စတစ်ဘိုးကတံပြားပြင်ပြားတစ်ခုခုခင်းပါ တဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကြူအားကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမှာပုံဖို့ဆို DPP ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်